Hello guys ဖုန်းကင်းကနေကြိုဆိုပါရစေဒီနေ့ကျွန်တော်လက်ထဲမှာရောက်ရှိနေတာကတော့ Apple နဲ့ Harmony ရဲ့ collaboration လုပ်ထားတဲ့ Watch Ultra 3လေးကို unboxing first impression လုပ်ပေးတော့မှာဖြစ်ပါတယ်แกอัลบั้มนี้ซ่าเลยจ้ะแม้แท้มาတော့သူက okay ဘူးလေးနှစ်ဘူးနဲ့ user manual လေးပါတယ် wash ပါမယ်အမ်ပြီးရင်ဒီမှာဒီကောင်းလေးပါမယ်ပေါ့နော်ပြီးရင်တော့ဒါကတော့သူရဲ့ user manual ပေါ့အဲစာရေးလေးနဲ့ဒီကောင်းလေး recycle paper တွေကိုသုံးထားသည်လားဒါမဲ့လုံးဝ limited edition ဆိုတော့ leather texture လေးတွေနဲ့လုံးဝတိတိတတ်တတ်ကိုလုပ်ပေးထားတာ user manual တော့တိတ်ရေးမကြည့်ပါဖယ်လိုက်ကောင်းလေးစတယ် okay တော့ limited edition ဆိုတော့ဖောက်အောင်ရင်ခုံနေပြီ Okay ဆွဲပြီဆွဲပြီအဲထဲမှာပါရပါမယ် hatch လာ oh ဒီမှာအတွင်းကျိုးပေါ့အပဲချစ်စရာကောင်းတဲ့မူရပေါ့ recycle ပေါ့နော်တဘောပဝင်းကြီးထိမ့်သိမ့်မဲ့ဘာညာခေါင်းနဲ့မထည့်ပြီးတော့ခေါင်းခေါင်းတော့မပါဘူးနော်ဒါပါမယ်ဒါတဘူးပြီးတည်းကဘာလဲမသိကျွတ်တင်လိုက်ကျိုးဖြစ်မယ်ထင်တယ်ချက်ကြည့်လိုက်မယ်နော် ืมပါလေစာအိတ်နဲ့အမဲကျိုးလေးတွေကျိုးလေးတွေပါတယ်ကျိုးကဒီမှာတစ်ခုပါမယ်อืมကျိုးသားလေးကျိုးပဲသူ့အယောင်လေးနဲ့လောကကွက်တီပဲလိမ္မော်အယောင်လေးโอเค ီကောင်လေးကိုဝတ်ထားတဲ့အနေအထားမှာခံစားရတာတော့လုံးဝကွန်ဖော့ဖြစ်တယ်ဒီချွေးရီဘာရီဆိုလာရင်လည်းပုံမှန်ကျိုးရည်နဲ့မတူဘူးဒီကောင်လေးကလေတော်တော်လေးတော့အကျန်းခံမဲ့တဲမှာတော့ပါမယ်လို့ထင်တယ်ဒီပုံမှန်နိုင်တလုံးနီးပါးလောက်ကိုလည်းဒီကောင်အားခံတယ်52နာရီကို daily use အနေနဲ့သုံးလို့ရတယ် power saving မှု online ပို့တော်ရသေးရ82နာရီအဲ့တော့ daily use အနေနဲ့နိုင်ကိုသုံးမယ်ဆိုရင်လည်းတော်တော်အဆင်ပြေတယ်ပြီးတော့တခုပြောချင်တာကကြတော့ဒီကောင်က fashion အနေနဲ့ပါဝတ်ဖို့အတွက် ထုတ်ထားတဲ့ဒီဇိုင်းမျိုးပေါ့နော် Hermes နဲ့လည်း collaboration လုပ်ထားတယ်အဲ့တော့ဒီ YoYo watch တွေပဲဝယ်ရတာပြင်းလာနေတဲ့ user တွေအတွက်ပေါ့အဲ fashion ဖြုတ်ချင်နေဆိုရင်တော့ဒီ Hermes နဲ့ collaboration လုပ်ထားတယ်ဒီ Apple Watch Ultra 3လေးကိုတော့ရွေးချယ်သင့်တယ်လို့တော့ထင်တယ်အဲ specification တွေဘာတွေကတော့ trade through မပြောတော့ Apple ရဲ့ product ဖြစ်တဲ့အတွက်တော့ trade through လည်းပြောစရာလည်းမရှိပါဘူးအဲ့တော့ဒီကောင်လေးကို overall ခြုံပြောရမယ်ဆိုရင်တော့ဒီ exclusive fashion wear ကို သဘောကျတဲ့ user တွေအနေနဲ့တော့ရွေးချယ်စရာအကောင်းဆုံးနိုင်လေးတလုံးလို့တော့မြင်မိတယ်။အဲမိတ်ဆွေတို့လည်းဘယ်လိုမြင်လဲ comment လေးမှာလည်းရေးပေးသွားလို့ရပါတယ်။အဲ့တော့ဒီလောက်ပါပဲ။နောက်ထပ် tag video တွေမှာပြန်တွေ့ကြမယ်။